န်ကုန်တိုင်းစီလေးစင်တွင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တရေအကြောင်းအရာတွေကတော့နေပြည်တော်လမ်းလျှောက်တကြံတွင်တနခေါတကြံထဲ့သွင်းခြင်းပေါင်းမည်ဆိုတဲ့သတင်းရမုံတိုင်းထိုင်ပဲမျိုးစုံအေက9သိန်းခန့်အထိစိုက်ပျိုးထောင်းဆိုတဲ့သတင်း တနေ့အတွင်းကျွမ်းကျင်လှုပ်တောင်းအပေါင်း3000ခန့်အတိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုတ်အနေနဲ့တရုတ်ကဈေးကွက်၌ဆက်လက်ရှင်းလင်းပြုံနေသွားရန် BMWC ကိုပြောဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါအထင် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့နေပြည်တော်လမ်းရှောင်တကြံတွင်တနခေါတကြံထဲသွင်းကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်ဧပြီလအတွင်းနေပြည်တော်မှာပြုလုပ်မယ့်လမ်းလျှောက်တကြံမှာတနခါတကြံကိုပါထည့်သွင်းကျင်းပသွားမယ်လို့နေပြည်တော်လမ်းလျှောက်တကြံကျင်းပရေးကော်မတီကသိရပါတယ်။ နေပြည်တော်မှာပြုလုပ်မဲ့မြမအရှိုးရာသာတချံပွဲတော်မှာလမ်းဆောင်တချံကိုတတရအချိန်မြောင်းအဖြစ်ထည့်သွင်းကျင်းပမှာဖြစ်ပါထည့်အဆိုပါနေပြည်တော်လမ်းဆောင်တချံမှာသာသနာရေးနေရင်ကျေးမှုဝင်ကြီးဌာနကစုံတက်မှဆောင်ရွက်မဲ့မြမအရှိုးရာသာတချံနဲ့တနခါတချံတို့မှာပူးပေါင်းပါဝင်သွားမယ်လို့ဆိုပါထည့် ဒါအပြင်အမှုပညာဦးစီးဌာနအနေနဲ့နေပြည်တော်မြို့တော်ဝန်မဟာတချမ်းမန်းတပ်ဖွင့်ပွဲပိတ်ပွဲနယ်ဖျော်ဖြေရေးအစီအစဉ်တွေမှာပူးပေါင်းပါဝင်မှာဖြစ်တယ်လို့နေပြည်တော်လမ်းလျှောက်တချမ်းကိုလည်းအားဖြည့်ပါဝင်သွားမယ်လို့သိရပါတယ်။ 2025ခုနှစ်မြမရှိုးရာတာတချံပွဲတော်ကာလအတွင်းနေပြည်တော်မှလမ်းလျှောက်တချံအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ယမန်နေ့ကနေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာနရုံးမှနေပြည်တော်လမ်းလျှောက်တချံကျင်းပရေးကော်မတီဒုတိယအကြိမ်ညှိနှိုင်းရေးစည်းဝေးပြုလုပ်ခဲ့ပါသည်။ ်အဆိုပါအစည်းအဝေးမှာရေကစားထားစရိတာကျွေးမွေးခြင်းတို့လှုပ်ဆောင်နိုင်ရှိဖြော်ပြရေးအစီအစဉ်တွေမှာအလှည့်ကြပါဝင်နိုင်ရေးတို့အတွက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြဖို့ဆွေးနွေးခဲ့တယ်လို့သိရပါတယ်ဒါအပြင်နိုင်ငံတကာကဧည့်သည်တန်တမန်အမှုပညာရှင်တွေကိုရီးယားနိုင်ငံမှ K-pop အစိုးရတွေပါဝင်ဆင်နွှဲကြမယ်လို့လည်းသိရပါသေးရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ရန်ကုန်တိုင်း၌ပဲမျိုးစုံအေက၅သိန်းခန့်အထိစိုက်ပျိုးထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း၌အခု2024-2025ခုနှစ်အတွက်ဗဲမျိုးစုံအေးက9တရက်ထိစိုက်ပျိုးထားပြီးရာထားချက်ထက်ပိုမိုစိုက်ပျိုးထားနိုင်တယ်လို့တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။ အထီလိုစိုက်ပြိုးရာမှမပဲပဲဒီဆိုင်ရပါဝင် အခြားပဲမျိုးစုံ စုစုပေါင်းစိုက်ဤက၄သိန်းတထောင်ကျော်စိုက်ပြိုးဖို့ရထားပေမဲ့ဤက၅သိန်းဒီပါအထီစိုက်ပြိုးနိုင်ခဲ့တယ်လို့ဆိုပါအထိပဲမျိုးစုံစိုက်ပြိုးရာမှမပဲဤက၄သိန်း၃000ကျော်စိုက်ပြိုးရန်ရထားတော်လဲ၆သိန်းတထောင်ဤကကျော်နဲ့ရထားချက်ထက်စိုက်ဤကပုံမိုစိုက်ပြိုးထားတယ်လို့ဆိုပါအထိ ဘဲတီစိန်ဆိုင်အေကမောင်မှု3သိန်း6000အေကစိုက်ပျိုးရန်ရှားထားက4သိန်း2000အေကကျော်စိုက်ပျိုးထားကရှားထားချက်ထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သလိုအခြားပဲအေက1000နီးပါးစိုက်ပျိုးထားတယ်လို့လည်းသိရပါတယ်ရှင်ဆလပီတနေ့အတွင်းကျွမ်းကျင်လုံသားပေါင်း3000ခန့်အားအတိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံလုံသားများကျွမ်းကျင်မှုစံတမှတ်ပြထမ်းရေးအဖွဲ့အနေနဲ့2014ခုနှစ်မှ2025ခုနှစ်ဖေဖော်ဝါရီလအထိတနှစ်သားကာလအတွင်းကျွမ်းကျင်လုံသားပေါင်း3000ခန့်ကိုအတိအမှတ်ပြုလက်မှတ်ထွေးထုတ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒီလိုလက်မှတ်တွေထုတ်ပေးရမှာကျွမ်းကျင်မှုအဆင့်အလိုက်စုစုပေါင်းအလောက်အ96မြို့အတွက်အောင်မြင်သူ28,969ဦးကိုကျွမ်းကျင်မှုအတိအမှတ်ပြုလက်မှတ်တွေပေးရခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံလုံသားများကျွမ်းကျင်မှုစံတတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ကမြန်မာလုံသားထူကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပြီးအမျိုးသားအဆင့်အလောက်အကိုင်းဆိုင်ရာကျွမ်းကျင်မှုအတိအမှတ်ပြုလက်မှတ်တွေကိုကျွမ်းကျင်မှုအဆင့်အလိုက်စစ်ဆေးအကဲဖြတ်ထုတ်ပေးလျက်ရှိပါသည် ဒါကြောင့်မို့ကျွမ်းကျင်မှုစစ်ဆေးရအကဲဖြတ်ရေးနဲ့လေးချိန်ရအစီအစဉ်တွေမှာပေါဝင်လျှောက်ထားလို့တဲ့မြမလှုပ်သားတွေအနေနဲ့ NSSA ဝက်ဖို့ထဲမှာလျှောက်လွာပုံစံတွေရယူလျှောက်ထားနိုင်တယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းဘုံအနေနဲ့တရုတ်ကဆေးကွက်၌ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် BMWCE ကိုပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ PNWAG ရဲ့ CEO စီမံခန့်ခွဲရေးဘဝဖွဲ့ဥက္ကဋ္ဌ Oliver Sip ကတရုတ်ထောက်ပံ့ရေးကွင်းဆံများနဲ့ထထဲဝင်ဝင် ပူပေါင်းမှုအကြောင်းအလေးပေးပြောခဲ့ခါတရုတ်ဈေးကွက်မှာဆက်လက်ရှင်းလင်းမြှုပ်နှံဖို့ကိုတနင်္ဂနွေနေ့ကထပ်မံအတည်ပြုပြောသွားမှာထိတ် မတ်လ23နဲ့24ရက်ထိုးမှဘေကျင်းမှာကျင်းပခဲ့တဲ့2025သရုပ်ဖွံ့ဖြိုးရေးဖိုရမ်အပြီးမှာအိုလီဗာဆစ်က BMW ရဲ့ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးခွင့်ဆက်အထူးသဖြင့်တရက်စစ်က EV battery ပူပေါင်းဆောင်ရွက်မှုထိုးမှသရုပ်ရဲ့အရေးပါပုံကို ပြောသွားပါတယ်။ BMW ဟာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးကမ္ဘာပေါ်ကထောက်ပံ့ရေးခွင့်ဆက်ထွေးနဲ့ချိတ်ဆက်ထားပါတယ်။တရုတ်မှာဆိုရင် CATN, EVE တို့လိုကုမ္ပဏီတွေနဲ့ပူးပေါင်းခါတရုတ်ပြည်တွင်းပြည်ပကကားတွေရဲ့အတွက် battery ဆဲတွေထုတ်လုပ်နေပါတယ်လို့ပြောပါတယ်။ 1994ခုနှစ် BMW ဝင်ရောက်လာပြီးတဲ့ကတရုတ်ရဲ့အရေးပေါမှုတိုးတက်လာပုံကို ဖော်ညွှန်းလိုက်ပြီးကောင်းမပိုင်ဆိုင်သေးတဲ့လူအချို့အစားများပြားနေထားကိုထောက်ပြကောင်းကုမ္ပဏီရဲ့ရေရှည်ယုံကြည်ချက်ကိုထပ်မံဖော်ထုတ်လိုက်ပါတယ်။တရုတ်ပြည်ဟာဥရောပနဲ့ရှင်ရင်းကောင်းပိုင်ဆိုင်မှုကွာဟထားကိုဖြည့်ဆည်းနိုင်မယ်လို့ယုံကြည်ထားတာကြောင့်ကောင်းစေကွာကောင်းနေစေဖြစ်ပါတယ်လို့ Oliver Sip ကမြင်နေပါတယ်။ တရုတ်ကနေအစစ်မြင့်ဤပညာများ ထွက်ပေါ်နေတာကိုချီးကျူးလိုက်ပြီး BMW ကတင်ပို့ရေးမှတရုတ်နယ်ပူပေါင်းသွားဖို့မျှော်လင့်နေကြောင်းဆိုပါထိတရုတ်ကစမ်းသစ်မှုမြန်မာထဲဈေးကွာဖြစ်တာကြောင့်ဒီမှာရင်းနှီးမြှုပ်နှံဖို့ယူဆထားတယ်လို့ပြောတော့ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြီးစုအားပေးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရယ်ရှင်။ကျမခါတော်များမိုးထပ်ပါ